အားသောဝါနာရှင်ညီကောင်မများလုံးပဲမင်္ဂလာပါခင်ဗျာအာဆင်နယ်ကတော့ဆလာဗီးယားပရာဟာကိုသုံးဖို့ပြတဲ့နိုင်ငံပြီးတော့ချန်ပီယံလိမှာရာနှုန်းပြနိုင်ဝဲတစ်ခုကိုပုံဖော်နိုင်ခဲ့ပါတယ်အာဆင်နယ်တင်းရဒီယာဒီချန်ပီယံလိလီဖတ်ပွဲစဉ်၄ပွဲမှာရာနှုန်းပြနိုင်ပွဲ12မှတ်ထိရယူထားပြီးတော့ပေးကူတကူးမှမရှိသေးဘူးဒါကဒီယာဒီမှာအာဆင်နယ်တင်းရပြိုင်ပွဲစုံ record လို့လည်းပြောလို့ရတယ်တော်တော်လေးကိုကောင်းတဲ့ performance ပေါ့လေဒီညမှာအာဆင်နယ်တင်းနေနဲ့ပေးကူပေးဖို့နှိစက်ခဲ့တဲ့အခိုက်အတန့်တွေရှိရဲဒါပေမဲ့ချန်ပီယံလိဒိုင်းရဲ့ quality ကတော့မေးခွန်းထုတ်စရာမရှိဘူး စစ်မှန်တဲ့ဒိုင်းရဲလက်အောက်မှာဆိုအာဆင်နယ်တင်းကဘလောက်ထိလုံနိုင်ဆုံးရှိလဲဆိုတော့ကျွန်တော်မြင်တွေ့ရတယ်။ဒါကျွန်တော်တို့အရင်ဟိုက်ပြီးပြောနေမှုအာဆင်နယ်ကတစ်ခါကျရင်ဒိုင်းနဲ့ပတ်သက်ရင်ကွန်ဒိုဗာရှယ်အနေထားတွေကြုံတွေ့ရတယ်။ဒါပေမဲ့အာဆင်နယ်ကချန်ပီယံလိမှာတော့တမန်တမန်ရှိပြီး quality ပြည့်ပြီးတဲ့ဒိုင်းရဲလက်အောက်မှာဆိုရင်ပို့ပြီးတော့ကစားရတာတက်တောင့်တက်တာရှိတယ်။ကျွန်တော်တစ်ချက်ချင်းပြောလိုက်အောင်။ဒီနေ့ပွဲစဉ်မှာကျွန်တော်တေကန်ဘောပန်နေတင်းနေစပြီးဂိုးရတယ်။နောက်နှစ်ကူကကျတော့ open play ရနေပြီးတော့နှစ်ကူရတယ်။ဒါပြီးတော့အာဆင်နယ်တင်းအတွက်ဆိုလို့ရှိရင်တော့စုစုပေါင်း၃ကူပြည့်နဲ့နိုင်တယ်။ပေးကူလုံးဝမရှိဘူး။ အထူးသဖြင့်အင်တာမီလန်ဘိုင်ယန်မြူးနစ်နောက်ပြီးအသင်းငယ်နှစ်သင်းကလပ်ဘရူဂရီတို့နောက်ပြီးတော့ဒီအက်မာဒီတို့အဲ့လိုမျိုးအသင်းတွေမတွေးခင်မှာရှေ့လေးပွဲမှာအမှတ်ပြုထားနိုင်တာလက်ကျန်လေးပွဲမှာကျွန်တော်နှစ်ပွဲနိုင်တာနဲ့တင်အာဆင်နယ်က128ထဲကနေပြီးဘူယန်မီအဆင့်ရှုံးဖက်ကိုတက်ရောက်ဖို့အချိန်ကြီးကောင်းသွားပြီကဲဒီပွဲနဲ့ပတ်သက်ပြီးအရင်ဆုံးစပြောရမယ်ဆိုရင်ကျွန်တော်တို့စပြီးရခဲ့တဲ့ပထမပိုင်းကဂိုးအဲ့ဒီဂိုးမှာဆိုရင်အဲ့ဒီ ပနတီရဖို့အတွက်ဒိုင်းကိုပရက်ရှာပေးတာကဂေဘီယယ်မကာကြီးဂေဘီယယ်မကာကြီးကကပိန်လက်ပတ်ဝင်မထားဘူးဒါပေမဲ့ကပိန်တယောက်နီးပါးပဲတော်တော်လေးကိုမှအသင်းအတွက်အရေးပါခဲ့တယ်ကပိန်လက်ပတ်ဝတ်ထားတာဘူကာကိုစားခါဒါကဒါပေမဲ့တကယ် decision making နေမှာဒိုင်းကို complaint တက်တာပြောတာတောင်းဆိုတာဘွေရပြန်ကြည့်ခိုင်းတာတော့ဂေဘီယယ်မကာကြီးပဲအဲကြောင့်ဂေဘီယယ်မကာကြီးဒီအသင်းရဲ့တတိယမြောက်ကပိန်ဖြစ်တော်ညာလဲပဲတချို့အခြေအနေတွေမှာဆိုရင်ကပိန်လက်ပတ်မရှိမဲ့ဒိုင်းကိုဝင်ရောက်စကားပြောတာ pressure ပေးလိုက်ပဲကျွန်တော်တွေ့ကြရတယ် သူ့ရဲ့တောင်းဆိုမှုကြောင့်ပဲနောက်ထပ်တဲကံမမဖြစ်ခင်ပါတယ်အဲ့ဒါကိုဘူရီယာပြန်ကြည့်တယ်တဖက်ကစားမှလက်ထိသွားဖြစ်တဲ့အတွက်ကျွန်တော်ပနတီရတယ်ဒါကိုစာကကန်နေစာကကန်လိုက်တဲ့အခါမှာဂိုသမတိုက်ပစ်တာမှတ်ပြီမြဲတော်တော်လေးကိုကောင်းမွန်လာတဲ့ power ပြင်းပြင်းကန်ကြကြကျွန်တော်တို့ကိုရခဲ့စာကတော့ပနတီနဲ့ပတ်သက်ရင်လုံးဝ smash ဖြစ်ပြီးသားပါတော်တော်လေးရဲ့အဆင်ပြေတယ်ဒါသူ့အတွက်ဆိုတာချန်ပီယံလိမှာကိုထပ်မံသွေးနိုင်ခဲ့တယ်ချန်ပီယံလိမှာဒီလိုမျိုးအဖွင့်ကိုရောက်စားတစ်ခက်ခဲ့အထူးသဖြင့်ကျွန်တော်ဒီနေ့ရင်ဆိုင်ခဲ့ရတဲ့ Slavia Praha က physical game တော်တော်လေးကောင်းတယ် strong ဖြစ်တယ်သူတို့ရဲ့ကစားပုံ သူတို့ရဲ့ဘောလုံးပြပမှုသူတို့ရဲ့ခက်ချင်းချင်းဝင်လာမျိုးနဲ့သူတို့ရဲ့ vedet တွေကအာဆင်နယ်တွေတချို့ခိုက်တဲ့နေမှာရုံးကန်တယ်ပွဲချိန်ကြာလာလို့သာအာဆင်နယ်ကဂိုးတွေအကြောင်းသာတဖြည်းဖြည်းနဲ့ပွဲကိုစိုးမိုးနိုင်တာမှန်ပေမဲ့တကယ်ကဲစည်းစည်းဖြစ်နေအခိုက်အတန့်မှာဆိုအာဆင်နယ်ကိုတော့မှသူတို့ပြင်ပြီးချိန်ချောင်းနိုင်တဲ့အခိုက်အတန့်ရှိတယ်ဒါကလည်းအဝေးကွင်းလည်းဖြစ်တယ်သူတို့ပေးသက်အားသူတို့မြေအဲ့လိုနေထားကြအောင်အာဆင်နယ်ကိုသူတို့ကဖိအားပေးတာအမှန်ကြီးတော့လေအာဆင်နယ်စီကသူတို့တီတမတ်လောက်ထိရောက်ဖို့ထိပြင်ဆင်ခဲ့နေတယ်နောက်ဆုံးအာဆင်နယ်တင်းရဲ့ဒီဆက်ပီတွေ open play တွေ long ball တွေသူတို့မရှင်နိုင်ခဲ့ဘူးစာကာကိုရသွားတဲ့အခါမှာအာဆင်နယ်ပို့ပြီးတော့ stable ဖြစ်သွားတယ်ဒါမှမဟုတ်ဒါပထမပိုင်းရှိတဲ့ဒုတိယပိုင်းဒုတိယပိုင်းမှာဆိုရင်တော့တကယ့်ကိုမှမီခင်းမိန်တို့ကအသင်းရဲ့တိုက်စစ်ကိုဦးဆောင်ထားတဲ့ကစားမပစ်ပြီး तू ကအမှန်တကယ်တော့တိုက်စစ်မှုစစ်စစ်ဂျူတီမဟုတ်ဘူးဒါပေမဲ့အယောက်မှာ vessel ဖြစ်တယ်အာရီတာယုံကြည်လို့ရတဲ့အထောင်တိုက်စစ်ကစားမတူပုံစံမျိုးကိုအသုံးတော်ခံသွားတယ်ဖန်တီးလိုက်တဲ့အလုံးတော်တော်လေးကောင်းတယ်အဲ့ဒီအလုံးမှာဆိုလို့ရှိရင် ဒီဒုတိယဂိုးရသွားတဲ့အခါမှာဆိုလို့ရှိရင်အဲ့ cross ball ကိုဝင်ပြီးသူထက်ရှင်ပိတ်ပိတ်သွားတာ cross ကကန်တင်ပြလိုက်တာနည်းဟုတ်တယ်အဲ့လုံးသူဝင်ပြီးပိတ်ပိတ်သွားတယ်နောက်တစ်လုံးဆိုလို့ရှိရင်လည်းဒီ jewelry မှာ area jewelry မှာဂိုးသမားနဲ့ရှင်ပြီးတိုက်တယ်ဂိုးသမားဒလေးနည်းနည်းဖြစ်သွားချိန်မှာသူဝင်တိုက်ပြီးတော့ဂိုးရသွားတယ်ဒါလည်းတစ်ဖက်ကဂိုးသမားမှားတယ်လို့ပြောလို့မရဘူးဘာဖြစ်လို့ဆိုတော့ mikey main ကိုယ်တိုင်ကတော်တော်လေးကို active ဖြစ်နေတဲ့အခိုက်တက်အဲ့တော့အဲ့လိုဂိုးရတဲ့အခါမှာကျွန်တော်ကအဲ့နှစ်ဂိုးကို ဟိုလွယ်လွယ်နဲ့ထက်ရမယ်လို့တော့မထင်ဘူးဘာလို့ဆိုတော့တစ်ဖက်က physical ခက်ကြံကြံဆော့တာကျွန်တော်တို့ကရိုးတန်းန်းကန်တာထက်စားလို့ရှိရင်တစ်ဖက်နဲ့တစ်ဖက်နဲ့အဲ့လိုမျိုး physical gain ကစားတဲ့အခါကျရင်မလိုလားအဖက်နဲ့ပွဲကိုရက်သွားတာမျိုးတွေတန်ဖိုးယော်သွားတဲ့အခိုက်အတန့်မျိုးတွေကျွန်တော်တို့ကြုံရတယ်အဲ့လိုအနေထားမျိုးတွေမှာ arsenal သင်းလိုမျိုး position အตาစည်းနဲ့ဆော့ကျင်တဲ့အသင်းတသင်းအနေနဲ့ရောတစ်ဖက်ကလည်း counter play ဆော့ကျင်တဲ့အသင်းတသင်းအနေနဲ့ဆိုလို့ရှိရင်တော့ပွဲပြင်းပြန်စနေရတဲ့အချိန်ကတော်တော်လေးလေလွင့်တယ်ဒီနေ့မှာ arsenal ကတကိုးရတယ်နှစ်ကိုးရတယ်သုံးကိုးရတဲ့အခါမှာဘာတွေသွားတည်တာလဲဆိုတော့ လက်ပစ်ဘောဖြစ်ဖြစ်ဂိုးမားစီကနေပြီးတော့ဂိုးလုံးဘောဖြစ်ဖြစ်ပြင်ပြီးစတဲ့အခါမှာစက္ကန့်20 25စက္ကန့်လောက်ကအာဆင်နယ်ကဒလေးလုတ်ပြီးတော့အချိန်လေးတွေပြင်ပြင်ပြီးယူလာနိုင်တာတွေ့ရတယ်။ဒါကအာဆင်နယ်အသင်းအနေနဲ့ပွဲတော်ပွဲကို happy ending ဖြစ်ဖို့အတွက် control လုပ်တဲ့အခါမှာဒါတွေကလည်းအရေးပါတဲ့အချိန်ရယူမှုတွေပဲ။ကြောနေနေဆိုတော့ဒီပွဲစဉ်မှာအာဆင်နယ်အသင်းစိတ်တက်ပိုင်းဆိုင်ရာ injury ပိုင်းဆိုင်ရာပြီးတော့ပေးကူးမရှိတဲ့အနေအထားမျိုးနဲ့ချန်ပီယံလိမှာရာနှုန်းပြင်နိုင်ပွဲပုံဖော်တဲ့အခါမှာတော်တော်လေးကိုမှ smash ဖြစ်လာတာတွေ့ရတယ်။ တခါကျရင်အတင်းတင်းရလေပြီးပြည့်စုံအောင်ကောင်းတည်ဖို့မလိုဘူးဒါပေမဲ့ပေါ်တဖွဲ့ကိုဘလို့နိုင်အောင်ကစားရမလဲဆိုတဲ့ဟာမျိုးရှိသွားပြီဆိုရင်တော့အဲ့ဒီတော်တော်လေးစမက်ဖြစ်သွားတယ်အာဆင်နယ်မှာအခုဒဏ်ရာတဲ့ကစားသမားကအနည်းဆုံး9ဦးလောက်ရှိတယ်ကျွန်တော်တို့အားထားပါတယ်ဆိုတဲ့ဇူီဇူီမန်ဒီဒီပွဲမှာအဝါကကြောင့်မပါနိုင်ဘူးဗီတာယောဂရက်ဒဏ်ရာကြောင့်မပါနိုင်ဘူးမာတင်နေလို့အားထားတဲ့ကစားသမားလည်းဒဏ်ရာကြောင့်မပါနိုင်ဘူးရှီရင်ဆိုရှီရကစားသမား၄ဦးလောက်ကလည်းငွေမှာ20ကျော်မှပြန်ပါနိုင်မယ် ဒီနေ့ဟာမှာအာဆင်နယ်အသင်းနေနဲ့ကစားသမားတွေတော်တော်များဒဏ်ရာတဲ့ဂျားတွေကနေရှိရကစားသမားတွေနဲ့ရအောင် ဖြုတ်သွားခဲ့ဒါပါလဲဆိုတော့အသင်းက squad ဖြစ်တယ်ရှင်ဆွဲကစားသမားတွေနဲ့ဒီအရန်ကစားသမားတွေနဲ့တိတ်ပြီး quality မကွာဘူးဆိုတဲ့အနေအထားမျိုးနဲ့ဒီလိုမျိုးပွဲတွေကို dominate လုပ်ပြီးတော့အနိုင်ကန်သွားနိုင်ခဲ့တာတွေ့ရတယ်ကျောင်းနေနေတော့ဒီပွဲအနိုင်ကပျော်လားဆိုပျော်တယ်ဒါပေမဲ့တခုတော့ရှိရနော်အခုနောက်ပိုင်း champion league မှာနိုင်တဲ့အရသာနဲ့ premier league မှာနိုင်တဲ့အရသာနဲ့ညီကိုတော့မသိဘူးကျွန်တော်ကတော့ premier league တပွဲနိုင်လိုက်တဲ့အရသာပိုပြီးကြိုက်တယ်ဘာလို့လဲဆိုတော့ကိုကဥမာပြရှေ့လာမဲ့ဆန်နာလန်ကျောင်းနိုင်လိုက်ပြီး နောက်ပိုင်းကျကျွန်တော်တို့ရဲ့အဓိကပြိုင်ဘက်ဘယ်နှမှတ်ရော့မလဲဆိုတော့ကျွန်တော်တို့ကစောင့်ကြည့်ရမှာဒါရိုးသားသားပြောတာဘာလို့လဲဆိုတော့ကျွန်တော်တို့ကအတင်းတင်းကိုအားပေးတဲ့အခါမှာပြိုင်ဘက်ကိုလေးစားမှုရှိတယ်စိုးစိမ်အောင်တော့ပြိုင်ဘက်အမှတ်ရော့တာပဲကျွန်တော်တို့ကကြားကျင်တာ။ဒါကြောင့်ကျွန်တော်တို့အချက်ဆုံးကတသိန်းနဲ့ရှိရဖြစ်တဲ့အတွက်ဟုတ်တော့အာဆင်နယ်သင်းနေလာမယ့်ဆန်ဒါလန်ပွဲကိုနိုင်ပြီးတော့မန်စီးတီးနဲ့လီဗာပူးနှစ်သင်းရင်ဆိုင်တွေ့တဲ့အခါမှာတည်ရကြတာဖြစ်ဖြစ်တသိန်းနဲ့နိုင်သွားတာဖြစ်ဖြစ်အဲ့နှစ်သင်းနဲ့တသိန်းကိုအာဆင်နယ်အမှတ်တွေပိုးကြီးဖြတ်နိုင်မှာ။ဒါသည်နိုဝင်ဘာ International Break ကိုကျွန်တော်တို့ကအမှတ်အများကြီးနဲ့ဥပစာောင်းနိုင်မယ့်ခွင့်ရေးရဲ့ နောက်တစ်ချက်ကအဲ့နိုဝင်ဘာ International Break တွင်းမှာပြန်လာမဲ့ကစားမတော်တော်များကအသင်းရဲ့ fully training နဲ့ပြင်ပြီးပူးပေါင်းမဲ့နေထိုင်ရဲ့တချို့ညာပြောတာပေါ့လေမာတီနေယီနဲ့ပီတာယောကရက်ဒိုင်ယန်ကအရင်မဆိုးဘူးနိုင်ငံလက်ရွေးစင်အသင်းကိုလက်လွတ်ရမှာဆိုးတဲ့အတွက်ဘာညာခောက်သိမ်းနေဆိုပေမဲ့ဒါတော့တချို့ရဲ့အမြင်ပေါ့လေတကယ်လည်းဖြစ်လာနိုင်တယ်လို့တကယ်ဒိုင်ယန်ရလို့လည်းအနာပြရတယ်ဖြစ်နေအဲ့တော့ဒီပွဲကြောင့်ပြောမဲ့ဆိုအာဆင်နယ်အသင်းကစားသမားတွေ physical game ကောင်းကောင်းစော့ခဲ့ရတယ်ကျွန်တော်အဲ့ဒီအသင်းကိုအရင်အထင်မသိဘူးကျွန်တော်ပွဲချုပ်သုံးသက်ချက်ထဲမှာပြောတာကသူတို့ကအတလန်နာဘိုဒိုကလင် အင်တာမီလန်ဒီအသင်းကိုသူတို့တည်ကြခဲ့တဲ့ရှုံးခဲ့တဲ့ဆိုလို့ရှိရင်တော့မှအဲ့အသင်းက position တိတ်မကွာပဲနဲ့ကစားခဲ့တာကြီးကြီးအဖြစ်ပြန်ပြီးဆော့နိုင်တယ်အာဆင်နယ်သူတို့ဂိုးဘောက်ကန်သမှုတစ်ချိန်တဲခဲ့တယ်ရှစ်ချိန်လောက်လားမသိဘူးဂိုးဘောက်ကိုကန်တာရှိတယ်အာဆင်နယ်အသင်းနေနဲ့လည်းအဲ့ဒီရတဲ့ chance တွေကနေပြီးတော့၃ဂိုးထိရအောင်ယူနိုင်ခဲ့တယ်ကျွန်တော်တော့ဒီနိုင်ပွဲကအာဆင်နယ်အတွက်ဆိုရင်တော့ champion league တရားခိုင်နှုန်းနိုင်ပွဲလို့ထင်တယ်အဲကျွန်တော်ညီကိုတွေရောဘယ်လိုထင်လဲနိုင်ပွဲနဲ့ပတ်သက်ပြီးတော့ ကိုယ်မှလွတ်လပ်စွာခွင့်ရပြေးသားပြီးတော့ကျွန်တော်ခီးရောက်နေဖြစ်တဲ့အတွက်ဒါနဲ့ပတ်သက်ပြီးအကြိုက်ဆုံးစက်တယောက်တွေပါပြီးတော့မရွေးတော့ဘူးအအကြိုက်ဆုံးအကြိုက်ဆုံး၅ယောက်တွေပါပြီးတော့မရွေးတော့ဘူးကျွန်တော်လက်ခီးရောက်နေဖြစ်တဲ့အမှကျုံတလို့ပဲလှုပ်လိုက်ရတာပေါ့လေကဲကျွန်ကြီးကိုရောအကြိုက်ဆုံးကစားသမားကြီးရှိရင်လေကိုယ်မှလွတ်လပ်စွာခွင့်ရရေးသားလို့ရပါတယ်ဆန္ဒလမ်းနဲ့ပွင့်ပြီးတော့ကျွန်တော်ပွဲပြန်ပြဖြစ်မယ်အဲ့ကြတော့မှကျွန်တော်ထပ်မံပြီးတွေ့ကြရပါအားလုံးပဲ